thank uh you -huh. င်္ဂလာပါရှင်ခစ်တဲ့သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ကံကောမှာပြည်သူများကိုစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်သားကြီးဝင်းစိုင်းကယ်တိုက်ခိုက်ရပြီးပွဲစဉ်ပြီးတိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းကံကောမြို့နယ်မှာပြည်သူများကိုစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်ခဲ့တဲ့အကြံဘက်စစ်ကောင်စီတပ်သားကြီးဝင်းစိုင်းကယ်တိုက်ခိုက်ရပြီးပွဲစဉ်ပြီးတိစုံခဲ့ကြောင်းရောလင်းတပ်မှကိုဖကောင်းကပြောပါရယ်။မနေ့ကမန္လာ25ရက်နေ့မှာကံကောမြို့ပေါ်မှာစစ်ကောင်စီတပ်သားကြီးဝင်းကစိုင်းကယ်နဲ့တွာလာနေစဉ်ပြူစောတိဖွဲ့ဝင်တောင်း ရဲသားဖြစ်သူမောင်းလာတဲ့ဆိုင်ကယ်ကဝင်တိုက်ခိုက်ပြီးជីဝင်နေရာမှာတင်ပွဲချင်းမိတည်ဆောင်ခဲ့ကြောင်းလက်ရှိအချိန်မှာပြူစော်တီဖွင့်ရဲသားဖြစ်သူကိုကံကောမျိုးမရဲစခန်းမှာရင်တိုက်မှုနဲ့ဖမ်းဆီးထားကြောင်းသိရပါတယ်ကံကောမျိုးပေါ်မှာပဲတိုက်ခိုက်ခံရတာပါပြူစောတီတာကိုတော့ရဲစခန်းမှာဖမ်းထားတယ်ជីဝင်းဆိုတဲ့စနိုက်ပါ တပ်သားကပြည်သူတွေကိုစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်နေတာဖေဖော်ဝါရီ29ရက်နေ့ဖြစ်စဉ်ကအတိအကျသိရတဲ့သတင်းအဲ့ဒီနေ့ကဆိုင်ကနေနှစ်ယောက်စီးလာတာတယောက်က GTP ပွဲချင်းပြီးတည်တာလို့ရောလင်းတက်မှကိုပါကောင်းကပြောပါတယ် သေဆုံးသွားတဲ့စနိုက်ပါတပ်သားជីဝင်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်နေ့ညနေပိုင်းကခလာရ50တရင်နီးခံကောမျိုးနဲ့စိုင်းတူးရွာပဲချန်ကိုဆက်သွင်းထားတဲ့တံတားပေါ်မှာစိုင်းကဲနဲ့သွာလာနေတဲ့ခံကောမျိုးနဲ့လာပို့ရွာသားတအုပ်ကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီး AR တိုက်ပွဲတွင်ထိခိုက်သေးဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစင်ယုံနေနဲ့တကြိုဆက်ယုံများကိုခွဲပြီးပို့ဆောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းရှိကြီးတာပေါင်းလေးမျက်နာနဲ့ရခိုင်ဆက်တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုအင်ယာရီတိုင်းတွင်ရှိစစ်ရုံတွေကိုခွဲပြီးပို့ဆောင်နေရကြောင်းသိရပါရယ်။တရားရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလေးမျက်နာစင်ယုံငတိုင်းချောင်းစင်ယုံပသိမ်မဆာယာနီပသိမ်ပြည်သူစင်ယုံကြီးများကိုပို့ဆောင်ထားရပြီးတေဆုံတပ်ဖွဲ့ဝင်များကိုကွင်းကောက်ဒေသရှိရခိုင်ကုန်းအုတ်တွင်းကုန်းစတဲ့တကြိုဆက်တွေမှာတကြိုနေရကြောင်းသတင်းတူတပ်ဖွဲ့ပသိမ်မှသိရပါရယ်။ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖောကားများနဲ့တင်ဆောင်လာပြီးပသိမ်အယောက်မှာလူနာတင်ကားရီနဲ့ပြောင်းကပသိမ်စစ်စေးရုံမဆိုင်ရလီကိုပို့ဆောင်နေပြီးစေဝါကုတမရနိုင်တော့တဲ့အတွက်ပသိမ်စေးရုံကြီးကိုဒတ်ဆောင်မှအထူးကြက်မှတ်ပြီးကန့်သက်ဆောင်ဖြင့်လောက်ခါစေဝါကုတပေးနေရကြောင်းဒေသခံတွေစီကသိရပါတယ်။သွေးလိုအပ်ချက်တွေအရန်များပြီးအပြင်ကိုလည်းအတိမခံနိုင်တော့အရက်သားတွေကိုသွေးမလူဒန်းခိုင်းပြီးသူတို့စစ်သားတွေစီကပဲသွေးတွေထုတ်ပြီး၂၁ရက်နေ့ကပသိမ်ကြီးစေးရုံမှာသွေးလူဒန်းပွဲလုပ်သွားတယ်။ကာဘာစတက်တာအချို့နဲ့မိသား စုဝင်နေလို့သိရပြီးမှပသိမ်မျိုးသတင်းအင်းမြစ်ကပြောပါတယ် တရားရရှိသူများလို့သွေးမလုံလောက်တော်တဲ့အတွက်ပြီးခဲ့တဲ့မန္တလေး၂၁ရက်မှာပသိမ်စေယုံကြီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသွေးထုတ်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မန္တလေး၂၄ရက်ကတရားရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အရာရှိတွေလာရောက်တွေ့ဆုံမှုတွေပြုလုပ်သွားတယ်လို့ဒေသတရင်အရှင်မြစ်တွေကပြောပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်ရဲ့တရှိန်တို့ထိုးစစ်နီးကပ်လာတယ်။ရေကြီးအမြောက်တပ်အာမတ344မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတာဝန်ရကင်းချိန်မှာအမြောက်တွေကိုရှမ်းတပ်ပြက်ခတ်နေတဲ့အတွက်ဒေသခံများ များစိုးရိမ်ထိတ်လန့်နေရကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီကဆက်ဆောင်တွေကိုအခြားအိမ်သုံးကားတွေနဲ့ခေါ်ယူခဲ့မပြုဘဲဖုန်ကြီးကားတွေကိုသာစီးစစ်ဝင်ထွက်ခွင့်ပြုထားကြောင်းသိရပါတယ်။ ဆက်လက်ပြီးကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်နေကြောင်းပြောဆိုချက်ဒေါက်တာအေးမောင်ညင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောင်ဖြူမြို့နယ်ရှိတရုတ်စီမံကိန်းတွေမှာတရုတ်ပုံကဏီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေကြောင်းရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုရဲလို့မလ26ရက်နေ့မှာသတင်းတွေပြန့်နှံ့နေပါတယ်။ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေကြောင်းပြောဆိုချက်ဟုံမဟုံနဲ့ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိမှုရှိမရှိကိုတော့ဒေါက်တာအေးမောင်ကဒီကနေ့မလ26ရက်နေ့ညနေ4နာရီခွဲမှာတယ်လီဖုန်းနဲ့ဆက်သွယ်မိ င်ပြခဲ့ပါတယ်။ မဟုတ်ဘူးဟုတ်တယ်ဆိုတာကိုကျွန်တော်မပြောနိုင်ဘူးခင်ဗျားတို့သတင်းဌာနတွေကသွားကြည့်ရမှာကြောက်ဖြူမှာဘလို့ခြေနေရှိလဲကျွန်တော်လည်းကြောက်ဖြူကိုရောက်တာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်လို့လုံခြုံရေးကိုဟုတ်လားကုမ္ပဏီဘက်ကဘလို့လုပ်ထားလဲကြောက်ဖြူရဲ့လုံခြုံရေး area ကိုလေအဲ့ဒါကိုကျွန်တော်မသိဘူးလို့ညင်းဆိုခဲ့ပါတယ်မလ24ရက်ကသတင်းတောက်ချို့ကိုဒေါက်တာအီမောင်ကကြောက်ဖြူဒေသမှာပုတ်ကလေးကလုံခြုံရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းများရောက်ရှိနေတယ်လို့အတည်ပြုပြောဆိုခဲ့တယ်လို့သတင်းမီဒီယာချို့မှရှင်းသားထားပါတယ်အဲ့ဒီပေါ်ဒေါက်တာအီမောင်ရဲ့တုံ့ပြန်ချက်ကဘယ်မှာသတင်းတက်လာလဲကျွန်တော်တို့နိုင်ငံသား တင်းမီဒီယာတွေမဖြေထားဘူးနိုင်ငံခြားသတင်းဌာနရဲ့မြေတီမီမြတ်မှုကိုမှမဖြေဘူးရဲ့ဒါပေမဲ့သူတို့ကအဲ့ဒီလိုမျိုးရှိတယ်ဆိုရင်မဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါပဲကျွန်တော်ညစာစားပွဲအတွက်သွားနေလို့ဒါပဲလို့ပြောဆိုသွားပါတယ်အရခတက်တော်အီနဲ့နိဆက်သူတချို့ကလည်းကြောင်ဖြူမျိုးနဲ့မှလက်နက်ကင်ဆောင်ထားတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေတာကိုလူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုထားပါတယ်ကြောင်ဖြူမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေတဲ့တရင်ကဖေဖော်ဝါရီလကတည်းကတရင်ထွက်ပေါ်နေတာပါကြောင်ဖြူမှာတရုတ်စစ်သားတွေရောက်နေတာကိုတရင်ကြားထားတာကကြားပါပြီဒါပေမဲ့ ်မဖြစ်နိုင်ဘူးလို့ထင်တာပေါ့လေဟုတ်တယ်ဆိုရင်တော့တက်တော်နဲ့စစ်ကောင်စီတို့ကြတိုက်ပွဲမှာသူတို့ဘယ်လိုရက်တည်မလဲဆိုတာစောင့်ကြည့်ရမယ်စစ်ကောင်စီနဲ့တရုတ်စစ်သားကြဘယ်လိုပါဝင်ပတ်သက်မလဲဆိုတာတက်တော်ဘက်ကလည်းဘယ်လိုပြင်ဆင်ထားမလဲဆိုတာစောင့်ကြည့်ရမယ်လို့ရခိုင်စီစောင့်ကြည့်နေသူတအုပ်ကပြောပါတယ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရခိုင်စီရင်မှာနောက်ဆက်ချက်တွေပြုလုပ်လာပါကအရခတ်တတော်အနေနဲ့လည်းလက်ပိုင်းကြည့်နေမှာမဟုတ်ကြောင်းကြားပြူဒေတာကန်တုံကသုံးသပ်ပါတယ်တတော်ဘက်ကအတီအလင်းပြောထားတာပဲပေါ့နော်စစ်ကောင်စီကိုရခိုင်မျိုးပေါ်ကနေအပြတ်ရှင်းထုတ်မယ်စစ်ကောင်စီနဲ့ပေါင်းနေတဲ့သူတွေကိုလည်းအပြတ်ရှင်းမယ်အဲ့တော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအမှန်တကယ်ကြားပြူမှာရောက်နေပြီးရခိုင်စီရင်ကိုနောက်ဆက်တာလုပ်လာရင်တော့တတော်ဘက်ကလည်းလက်ပိုင်းကြည့်နေမှာတော့မဟုတ်ဘူးထင်တယ်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရခိုင်စီရင်မှာဝင်ရောက်နောက်ဆက်တာတွေမလုပ်ဖို့ပဲမျှော်လင့်ပါတယ်ဒါကိုတတော် ော်ဘက်ကလည်းကြိုတင်တွက်ဆတာဆွေးနွေးထားတာမျိုးကြီးလည်းရှိကောင်းရှိနိုင်ပါမယ်ကျွန်တော်တို့ကတော့ဆက်ဆောင်ကြည့်ရပါမယ်လို့ပြောပါရယ်ကြောက်ဖြုံမျိုးနဲ့ရှိစစ်ကောင်စီရဲ့တညရီဟီတာနဲ့ကာကင်စခန်းတွေကိုအရခတက်တော်ရင်ကတိုက်ခိုင်းနေပြီးတိုက်ပွဲမှာပြင်းထန်နေစေဖြစ်ပါရယ်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်များနဲ့ရှီတက်ကပြစ်ခတ်တဲ့လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ကြောက်ဖြုံမျိုးနဲ့ကကြေးရွာ15ရွာထပ်မင်းမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင် ရောင်းမြုံနယ်တိုက်ပွဲမှာမော်ဘီအခြေဆိုင်ကာလာယာ62တရရမှာကြောင်းစင်ပီးစာအလုတ်တင်ဘူနှံဝင်းအောင်ပါဝင်အလုတ်တင်ဘူအရာရှိနေဦးတည်ဆုံပြီးမိသားစုများကိုတလားကျော်မှစစ်တပ်ကအတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းဗရောင်းမြုံနယ်တိုက်ပွဲဝင်အကြမ်းဖက်စစ်တပ်ရဲ့မော်ဘီအခြေချာကာလာယာ62တရရမှာပိုလောင်းတင်နန်းဆင်ထားတဲ့အလုတ်တင်ဘူနှံဝင်းအောင်ပါဝင်အလုတ်တင်ဘူအရာရှိပေါ့စာနေဦးတည်ဆုံခဲ့ကြောင်းတက်တွင်းတည်င်းအရင်မြစ်တွေကပြောပါတယ်။ဖေဖော်ဝါရီလအတွင်းရခိုင်နယ်ဘကိုအဆက်ဗရောင်းမြုံနယ် မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုအကြံဖက်စစ်တပ်ကရန်ကုန်အခြေစိုက်တိုင်းရင်းနေဖြစ်တဲ့ခလာရ61မှာဘူလောင်းတင်နန်းစင်ထားသူတွေနဲ့စစ်မှုရန်တင်နန်းစင်တွေကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတသားတစ်တူရဲ့အဆိုအရဗထောင်မြို့နယ်အတွင်းတိုက်ပွဲများမှာစစ်တပ်ဘက်မှအရာရှိနဲ့စစ်သား120ကျော်တိဆုံးခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းမင်းလာမြို့နယ်စိန်ကလန်ရွာ RTC ရပ်ကွက်မှာနေထိုင်တဲ့ဦးမျိုးဝင်းနဲ့ဒေါ်နန်းနန်းတို့ရဲ့သားဖြစ်သူပူလောင်တင်နန်းဆင်းထားတဲ့အလုတ်တင်ပိုနန်းဝင်းအောင်ကပါဝင်တိုက်ခိုက်ခဲ့ရပြီးတိဆုံးခဲ့ကြောင်းဒါအပြင်၎င်းနဲ့အတူပို့ဆောင်ခံရတဲ့စိန်ကလန်ရွာမှာပူလောင်တင်နန်းဆင်းထားသူ၃ဦးလည်းတိဆုံးခဲ့ကြောင်းသိရပါတယ်။ဒါ့ပြင်စစ်တပ်ကအလုတ်တင်ပိုများတိဆုံးတဲ့တဲ့ရင်ကိုချက်ချင်းအကြောင်းမကြား ွယ်တလကျော်ကြာမလ23ရက်နေ့မှာအတည်ပြုကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်တည်ဆောက်မှုတည်ရင်ကိုကျန်ရစ်သူမိသားစုထံအကြောင်းကြားတော်လဲရုံအလောင်းကိုလာရောက်ပို့ဆောင်ခြင်းမရှိကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်ရဲ့မဲလာမြို့နယ်နေအိမ်မှာမလ23ရက်နေ့မှာစတင်ပြီးရက်လယ်တပိတ် ွတ်အနာရေးပြုလုပ်ခဲ့ကြောင်းသိရပါတယ်။နန်ဝင်းအောင်ကမော်ဘီအချိန်ဆိုင်ခလာရ61တရင်ကပိုလောင်တန်တန်းဆင်းပြီးချင်းဖေဖော်ဝါရီလမှာရခိုင်နယ်ပကိုအဆက်ဗရာမျိုးနယ်ဘက်ကိုအပိုခံရတာတိုက်ပွဲတွင်တည်ဆုံသွားတဲ့မလ23ရက်နေ့ကစစ်တပ်ကမိသားစုထံအကြောင်းကြားခဲ့တဲ့အလောင်းပြန်မရဘူးသူ့အဖေကခြေပြက်နေတာတတ်ထွက်သူ့သားကြီးကောင်ကမလေးရှားမှာနန်ဝင်းအောင်ကအငယ်ကောင်လို့တက်တွင်းသတင်းအရင်းမြစ်တွေကပြောပါတယ်။ ရခိုင်နဲ့ပဲခူးအစပ်ဗရောင်းမြို့နယ်အတွင်းထိတွေ့တိုက်ပွဲတွေမှာခလာရ61တိုင်ရင်ကတပ်ပြတ်သွားပြီးတိဆုံသူနဲ့ထိခိုက်ဒဏ်ရာရရှိသူအလွန်များပြားခဲ့ကြောင်းသိရပါတယ်။ဇလပီပြည်တွင်းမှာအလုံလုံပါကကြီးပွားတိုးတက်နိုင်လို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိမ့်ပြီးလောက်ပေါ်ပေါက်လာတဲ့အကြက်တင်များကြောင့်ပြည်ပထွက်လို့သူများပြားနေခြင်းစစ်ကောင်စီကောင်ဆောင်ပို့ချုပ်မှုချင်းမင်းအောင်လိုင်းကပြည်တွင်းမှာအလုံလုံပါကလည်းကြီးပွားတိုးတက်နိုင်ကြောင်းမလ25ရက်နေ့နေ့ပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောပါတယ်။ပြည်သူများပြည်ပကိုတွားရောက် အလုပ်လုပ်ကိုင်းတဲ့အတွက်ပြည်ရင်းမှာအလို့သမားရှာပါနေရလို့စစ်ကောင်ဆောင်ကပြောပြီးနောက်ပြည်ရင်းမှာအလုပ်လုပ်ရေးတိုက်တွန်းခဲ့ပါတယ်ပြည်ပကိုတောင်းရောက်လုပ်ကိုင်းခြင်းတက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းရှိလုပ်ငန်းခွင်များမှာလုပ်ကိုင်းမယ်ဆိုပါကလည်းကြီးပွားတိုးတက်နိုင်တဲ့ခွင့်လန်းများရှိတဲ့အတွက်ပြည်ပမှာတောင်းရောက်လုပ်ကိုင်းမယ်အစားပြည်ရင်းမှာသာလုပ်ဖို့၎င်းကပြောဆိုခဲ့ပါတယ်ဒါအပြင်နန်းတွင်းမှာလုပ်ကိုင်းဖို့အတွက်ဤပညာများအလုပ်ကိုင်းခွင့်လန်းများစက်မှုဤပညာများစတာတွေကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်ကြောင်းလည်းစစ်ကောင်ဆောင်ကထည့်သွင်းပြောကြားပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်စီးပွားရေးပြိုလဲမှုများကြဲကြဲ ဲပြန့်ပြန့်ဖြစ်ပွားလာတဲ့တိုက်ပွဲများစစ်မှုရန်ဥပဒေအသက်သွင်းပြီးစစ်သားစုဆောင်မှုတွေအကြောင်းပြပါကိုတရားဝင်ရောတရားမဝင်လမ်းကြောင်းတွေကပါထွက်ခွာသွားသူတွေများပြားခဲ့ပါတယ်စစ်ကောင်စီကပြပါထွက်ခွာလို့သူတွေကိုပြည်တွင်းသားအလုံးလုံးဖို့တိုက်တွန်းမှုအပြင်တပ်ဖက်မှလည်းပြပါထွက်ခွာခွင့်တွေကိုတဆင်ပြီးတဆင်ပိတ်ပင်မှုတွေဆောင်ရွက်လျက်ရှိပါတယ်စစ်မှုရန်အသက်ရွယ်အကြောင်းဝင်တဲ့မိသားစုတွေကိုပြပါထွက်အလုံးလုံးခွင့်ပိတ်ခဲ့တဲ့အပြင်လက်တလုံးမှလည်းပြပါလုံခြုံရေးအေဂျင်စီတွေကိုပြပါကိုအလုံးသမားတွေစီလုံးမှုနဲ့ပတ်သက်ပြီးအရေးအတွက်ကန့်သတ်မှုတွေထုတ်ပြန်လျက်ရှိတယ်လို့ သတင်းမှာဖော်ပြပါရှိပါရရှင်။